ေးတကွန်လို့ပဲပန်လာတာနွဲ့နွဲ့လေဆိုကွာမိတ်ကလင်းလာရှိရဲဟိုစပင်းထောင်းလာရှိရဲဝစ်စုံဝေးရတဲ့အချိန်ရှိရဲလောက်ရဲနာဝေးရတဲ့အချိန်ရှိရဲပြီးရင်ဇင်မန်းပန်တဲ့အချိန်ရှိရဲအဲအဲ့ပေါ်ဟိုငိုင်းငိုင်းတော့မဟုတ်ဘူးပေါ့လေအဲ့အတိကတော့ဟာပေါ်လက်ဝင်နာဆွဲတာလည်းအချိန်ယူရတယ်။နောက်ဒဇင်ပန်နာလည်းအချိန်ယူရတယ်။ပုံမှန်ဆိုလို့ရှိရင်တော့ဒါပုံမှန်ဆိုလို့မိတ်ကက်စပင်ကတော့အမှန်တိုင်းပြောမယ်ဆိုရင်တော့တနအိအများဆုံးဆိုတနအိခွဲပေါ့လေ။ အဲ့လောက်ပဲကြာတာပေါ့အခုနဝစ်ဆဝစ်တဲ့အချိန်ရပတ်မှန်တဲ့အချိန်ရအဲ့လိုမျိုးလေးပေါ့လေအဲ့ဒါလေးအချိန်ရလို့နည်းနည်းကြာပါတော့ပေါ့လေနည်းနည်းတော့ကြာပြီတည်ရကြာပြီသူဤသာစပြစ်ပြီးကစားလောက်လို့ထင်မယ်ထင်တယ်မရှိဘူးဟာမရှိဘူးသမီးအဲ့လိုလိုလေးပေါ့နော်တို့လို့တို့လို့ပေါ်ပရိသတ်ကတော့ထင်တယ်ပေါ်ဟုတ်လားပေါ်ဆိုတော့ ူကဘယ်လိုထင်လဲဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဟောပေါ့ဟုတ်လားဆိုတော့ဟုတ်တယ်ဆိုတော့အဲ့ဆိုဘယ်လိုသမီးကဘယ်တော့အိမ်နောက်ပြကြမယ်ဆိုလိုပါသေးရဲ့ဝေးကြီးတဲ့လိုပါသေးရဲ့ဝေးကြီးရဲ့ဆိုတော့ငါပြောနေတော့ဆိုတော့ကိုယ်ကလည်းပြောရတဲ့ဘူးလေဆိုတော့အဲ့လိုအဲ့လိုပေါ့လေငါမသိဘူးအရင်ကလူတွေတရားမှမသိဘူး ယ်ဆိုပြရတော့သူဒီ wedding လုပ်မယ်ဆိုတော့ကတကယ် AGA ဇုံပွဲပေါ့နော်ဆူရီးယားဘက်ထိမြမင်္ဂလာပွဲအတွက်ကိုကိုလိမ့်ပေးဖို့တောင်းဆိုရတဲ့အတွက်ဒီနေ့လိမ့်ပေးပြတာပေါ့လေ ဟိုပါဘောဒီဇိုင်နာရဲ့ဖန်တီးမှုမဟုတ်ပါနော်နံပါတ်1ကတော့ whistle နံပါတ်2ကအရာပြီးသွားလို့ရှိရင်အဲ့ဒါတွေအဲ့ဒါတွေစဉ်းစားပြီးသွားတဲ့အခါကျရင်နောက် women လက်ဝဲရနာပေါ့နော်ဆိုပြီးသွားတဲ့အခါကျ rehearsal လုပ်တယ်ပေါ့သူ ਨੇ rehearsal လုပ်တဲ့အချိန်မှာသူလိုချင်တဲ့စမိတ်ပုံစံလေးလုပ်ပြတာပေါ့နော်တစ်ခုတစ်ခုဆိုနောက်ဆုံးကျတော့ဒီစမိတ်ကလေးကိုသူသဘောကျတယ်ဆိုတဲ့အခါကျတော့ဒါလေးပြပြပြတာပါ တက်တဲ့မင်္ဂလာစူရိယပြတိမြားရဲ့မင်္ဂလာလေးဖြစ်တာပေါ့နော်ဆိုတော့ဒီနေ့သူတို့နှစ်ယောက်တက်ကတာပစ်တီလို့ခေါ်လို့ရတာပေါ့မြန်မာလူမျိုးတွေအတွက်ကလေးနော်ဆိုရင်ရန်ကြီးကြီးရဲ့နေပေါ့ဟိုစူစပြေးကိုလည်းချစ်တဲ့သူတွေများတယ်အများကြီးသူ့ကိုလည်းမေတ္တာဖြစ်ဝိုင်းပြီးကူညီပေးခြင်းတဲ့သူတွေများတယ်ပေါ့လဝိရနာတွေရောရွှေဆိုင်တွေကတော့ပေါ့နော်ဆိုတော့အဲ့လိုပတ်မှုမဲ့သူတွေအများများတဲ့အခါကျတော့ဟိုသူကအရာအရာပြည့်စုံတယ်ပေါ့လေဟုတ် ကျေးဇူးတင်ပါတယ်ဆိုပြီးရောကိုငယ်ရောလေဆိုတော့ဒါပဲဆိုပြီးနေရကြတော့အမြင်နဲ့ဟိုပင်တိုင်း guide တွေမလင်းပြဘူးဆိုပေမဲ့လေဆိုပြီး AG ရဲ့ပွဲဆိုတော့လင်းမပြတာများတယ်ဥမာ academy ပွဲတို့နောက်ပင်သူပွဲယူတာတို့နောက်စားလေးပေါ့နော်တခုရေးကြည့်ရရှိလို့ရှင်တော့ကိုကိုသူကအခုညတောင်းပါတယ်ဟုတ် Razel လောက် Razel လောက်ငွေတလားကျော်လောက်ရှိမှထင်တယ် Razel လောက်ပြီးသွားပြီပေါ့နော် လောက်ပြီးသွားပြီးတော့မှမိတ်ကက်ပုံတဲ့နဲ့ဇမင်ပုံတဲ့နောက်သစဉ်ပန်ပုံတဲ့ကိုရွေးတာပေါ့လေရွေးပြောမှဒီနေ့ final ကျတော့အဲ့တိုင်းပြန်လောက်ရတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့တိုင်းမှာပဲဟိုလိုဘယ်လိုခေါ်မလဲမင်းသမီးမို့လို့တမူထူးကြပြီးတော့ခွဲထွက်တာမျိုးတော့မရှိပါဘူးဒါပုံမှန်တမစင်သူတို့သမီးတွေလုံနေကြပုံစံလေးတွေပါပဲအဲဝမ်းသာပါတယ်ဆွပြည့်အတွက်ဆွပြည့်ကံကောင်းပါတယ်ပေါ့နော်သူတကယ်ချစ်တဲ့သူနဲ့လည်းဟိုအိမ်တော့ပဲဖြစ်ရတယ်ဆိုတော့နော်ယောက်ျားကမှလည်းချစ်တယ်ဆွဲခါကြသူကံကောင်းတယ်လို့ပြောလို့ရပါတယ်နည်းနည်းတော့ကြာပြီသိလား จาบีตุยีซาซาဖြစ်ပြီးကစားလောက်လို့ထင်မယ်ထင်တယ်မရှိဘူးဟာမရှိဘူးဝိုင်းပြီးတော့လှုပ်ပတ်ထားပြီးတာအဲ့လိုပေါ့သူကဒီကေဒီအမီနင်းပြောနေတယ်လို့ပြောထားတယ်အဲ့အဲ့လိုပေါ့ဘယ်သူမှမသိအင်းအမီသားစုလည်းမသိတပည့်လည်းတယောက်မှလည်းမသိဘူးတမီးအဲ့လိုလိုလေးပေါ့နော်သူ့လိုသူ့လိုပေါ့ပရိသတ်ကတော့ထင်တယ်ပေါ့ဟုတ်လားပေါ့ဆိုတော့သူကဘလို့ထင်လဲဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဟောပေါ့ဟုတ်လားဆိုတော့ဟုတ်တယ်ဆိုတော့ အဲ့ဆိုဘရသမီးတို့ကဘရအိမ်နောက်ပြကြမယ်ဆိုလိုပါသေးရဲ့ဝေးကြီးတဲ့လိုပါသေးရဲ့ဝေးကြီးရဲ့ဆိုတော့ငါပြောနေတော့ဆိုတော့ကိုယ်လည်းမပြောတတ်ဘူးလေဆိုတော့အဲ့လိုအဲ့လိုပေါ့လေဘယ်သူမှမသိဘူးအင်းအလူတွေတရားမှမသိဘူးအင်းဟိုသူတို့ညောင်လိုက်တယ်လေအဲလိုက်တယ်ဆိုတဲ့အခါကျတော့ဟိုကောက်မှလည်းသဘောတူပါတယ်ပေါ့လေဟိုဟိုကတော့ကော queue site ပြီးလောက်ရတာပေါ့နော်ဒါပေမဲ့စိုးပြေစပင်ကနည်းနည်းလေးထောင်းဝခက်တယ်ပါတယ်စပင်ကြော အကျော်မာလို့အကျော်တန်တယ်အကျော်မာလို့ခေါ်ခေါ်လို့ရတယ်ပေါ့နော်ဟုတ်တယ်ထူတယ်ဆိုပြီးသပင်လဲထူတယ်နောက်သပင်ကျော်လဲမာတော့ဆိုအဲ့မမသလုံးထုံးတဲ့အခါခုမှထုံးမလို့မဟုတ်လေဟိုအကယ်ဒမီပွဲလည်းထုံးနေကြပဲပွဲယူရလည်းထုံးနေကြပဲဒါပေမဲ့တိုးတော်လဲအဲ့နည်းနည်းလေး view ဆိုက်ရတာပေါ့နော် view ဆိုက်ပြီးထုံးရတာပေါ့အဲဟိုဟာပါဇမားနဲ့အတဲ့ဟိုသူတို့သမီးရေပေါ့အထူးသဖြင့်ကတော့ညီမမပွဲတွေပေါ့ထပသိမ်းပွဲတွေဆိုလို့ရှိရင်တော့ဒီဇမားခေါင်းစားအခြေဆုံးမက်ကလည်းကိုယ်တိုင်လိမ့်တယ်သပင်လဲကိုယ်တိုင်လုပ်တယ်အဝတ်စားကလိုအပ်ရင်လည်းကိုယ်တိုင်ဝတ်တယ်အဲ့လိုမျိုးခေါင်းစားစီရင်လုပ်ပေးရတူပေါ့နော်ဆိုတော့မြန်မာ လိုကကြတော့လေနည်းနည်းအမားမခံဘူးပေါ့နော်သူစီးနေပေါင်တဲ့အတွင်းမှာမိကနဲ့စပင်ကလောက်ယူသွားတာဟုတ်ဟုတ်ရွေးမြကြပေါင်းဖက်နိုင်ပါစေလို့တာမီးရတဲ့အားလည်းအများကြီးထွန်းကားပါစေလို့ဆုတောင်းပေးပါရစေအဲရာဇေလောက်ထားတဲ့ခါကျတော့လေမြန်ပါတယ် ညံပါတယ်။နောက်ဒီနေ့ကလည်း तू ကလေးဇက်တိုက် तू ပင်မန်းထားတော့လေ။ तू စောကြီးဒီနေ့မလိန်တော့ဘူးမထဆင်ဘူးလေ။ဘော H လို့ပေါ့နော်။ AY H လို့ရဲဆိုတော့ကဲအဲ့ဒါဆိုလည်းပြဿနာလို့ရှိပါဘူးသမီးရဲ့လို့ဟိုဓာတ်ပုံတော့ပြီးမှရိုက်လဲရတယ်ပေါ့နော်။ तू AY H နဲ့ဆိုတော့8ပါဆိုတော့6နိုင်လောက်တော့စလိမ့်မယ်ဆိုတော့6နိုင်လောက်ပေါ့လေ။ဟို6နိုင်လောက်မယ်လဲ6နိုင်စလိမ့်တာ။ so ကွာမိတ်ကလင်းရတာရှိရဲဟိုသမင်းထောင်းရတာရှိရဲဝစ်စုံဝေးရတဲ့အချိန်ရှိရဲလောက်ရနာဝေးရတဲ့အချိန်ရှိရဲပြီးရင်ဇင်မန်းပန်တဲ့အချိန်ရှိရဲ အဲ့ပေါ့ဟိုငိုင်းငိုင်းလာရင်တော့မဟုတ်ဘူးပေါ့လေအဲ့အဓိကတော့ဟိုပေါ့လက်ဝင်နာဆွဲတာလည်းအချိန်ယူရတယ်နောက်ဒဇင်ပန်နာလည်းအချိန်ယူရတယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒါပုံမှန်ဆိုလို့မိတ်ကက်စပင်ကတော့အမှန်တိုင်းပြောမယ်ဆိုရင်တော့တနားအများဆုံးဆိုတနားခွဲပေါ့လေအဲ့လောက်ပဲကြာတာပေါ့အခုနဝစ်ဆော်ဝစ်တဲ့အချိန်ရပန်းမန်တဲ့အချိန်ရအဲ့လိုမျိုးလေးပေါ့လေအဲ့ဒါလေးအချိန်ရလို့နည်းနည်းကြာတော့တာပေါ့လေရေတကွန်လေးလိုမျိုးရေရေတကွန်လိုပန်ပန်လာတာနွဲ့နွဲ့လေးအဝါပဲမများ30လောက်ပဲရှိရဲ့ အဲဒီစမားဒီစင်ပန်လို့ရှိရင်အဲ့လိုပဲနွဲ့နွဲ့လေးပဲပန်တယ်ဒီစမားဒီစင်ကိုထောက်မှပန်တတ်ဘူးအဲ့လိုနွဲ့နွဲ့လေးပဲပန်တာအဲ့လိုမျိုးပေါ့နွဲ့နွဲ့လေးပန်တဲ့ခါကျတော့လူကိုနွဲ့နွဲ့စေရပေါ့နော်ဟိုထောက်ပန်တဲ့ခါကျတော့နည်းနည်းလူကိုရင့်သွားစေတဲ့ခါကျလို့ရှိရင်လေအဲဟိုဟိုတော့ရစပြီးတော့ကိုအောင်မြင်တဲ့အချိန်မှာတော့ဒီစင်ပန်လို့ရှိရင်ဟိုကိုမက်တက်နဲ့ကိုပေါ့နော်အဲ့လိုလေးပန်တာကိုပို့သဘောကျတယ်ပေါ့လေဆိုပြင်ငယ်စင်ကိုအပေးနေတဲ့ပရိသတ်ကဒီစမားကိုအပေးနေတဲ့ပရိသတ်ကအားလုံးကိုကျေးဇူးတင်ပါတယ်လို့မြန်လဲအပေးပါအောင်လို့အားလုံးကျေးဇူးတင်ပါတယ်